ဂန်နာယာတွေကဂျီအိုင်ငယ်လေးတွေနဲ့ပကြီကားတစ်ချက်လိုလာပွားပြီးဘရာဇီးကအမျိုးသားဥယျာဉ်ကြီးမင်္ဂလာပါယူသားနဲ့ဒိမန်ပရိသတ်ကြီးဘရာဇီးနိုင်ငံအရှေ့မြောက်ပိုင်းမှာရှိတဲ့လန်ရှိုအစ်မာရီယန်စစ်အမျိုးသားဥယျာဉ်ကြီးဟာကမ္ဘာပေါ်မှာအံ့ဩစရာအကောင်းဆုံးသဘာဝဖြစ်စဉ်တွေကတစ်ခုဖြစ်ပါသည်ဒီနေရာရဲ့ထူးခြားချက်ကတော့တိမ်ဖြူရီလိုကျယ်ပြန့်လာတဲ့ဒဲတောင်ပြင်တွေကြောင့်ပါမိုးရေတွေစုပြီးဖြစ်ပေါ်လာတဲ့နီလာယောင်ရေကန်တွေရာနဲ့ခြေပြေးရှိနေတာပါရာသီဥတုကော်မတီဗီဒီအလားတရားတွေကကြောင်းနေနေတတ်ပါသည် ဓိကအဖြစ်ဒီနေရာဟာဒေကန်နေရာတစ်ခုမဟုတ်ဖ ೇನೆ မိုးရသည့်ကာလမှာမိုးရေများစွာရရှိတဲ့ဒေသတစ်ခုဖြစ်တာကြောင့်အခုလိုလှပတဲ့ရေကန်တွေဖြစ်ပေါ်လာရတာဖြစ်ပါလိမ့်။မိုးရသည့်ဖြစ်တဲ့ဇွန်လကနေစက်တင်ဘာလအတွင်းမှာဆိုရင်တော့အပြာရောင်အစိမ်းရောင်စတဲ့ရေကန်ပေါင်းများစွာဟာဒဲကုန်ဖြူဖြူတွေဂျားထဲမှာပေါ်ထွက်လာပြီးအမကန်းမြင်ကွင်းကိုဖန်တီးပေးပါလိမ့်။ဒီလိုထူးခြားတဲ့ရေကန်လေးတွေထဲမှာငါးမျိုးစားချို့ရှင်တန်းနိုင်စွမ်းရှိတာကလေတဘာဝရဲ့အံ့ဩဖွယ်ရာဖြစ်စဉ်တစ်ခုပါပဲ ခြောက်တွေ့ရသည့်ရောက်ရှိလာတာနဲ့ဒီရေကန်လေးတွေဟာတဖြည်းဖြည်းခန်းခြောက်သွားပြီးလာမယ့်မိုးရသည့်အစ်ကိုပြန်လည်ဆောင်ဆိုင်နေတဲ့ကြပါသည်ဒါကြောင့်မလို့လာလေသူတွေဟာအကောင်းဆုံးအလားပေါက်ကိုခန်းစားနိုင်မှုမိုးရသည်မှာလာရောက်ကြပါသည်